မင်းအွန်လိုင်းစစ်ကောင်စီကိုမင်းတို့ဖြိုချတာဘာကြောင့်မိုးကြွှေကိုတွေများတဲ့ဒီစနစ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတွေတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည် ဆိုရင်ဒါဒါ CNN news မှာပါလာတဲ့မြန်မာနိုင်ငံရဲ့အကွိတ်အကြောင်းပါ Now ဒါကြောင့် CNN news မှာတချို့လူတွေပါတာဟိုကွာမဖြစ်စေချင်ပါဘူး Now ဒီစောက်ခွက်ကိုတော့မแชร์ချင်ပါဘူးသို့တော်လည်း share ရပါတယ်သူ့ကိုထိုင်းနိုင်ငံရဲ့သတင်းမှာတင်လာတာထိုင်းဘာသာစကားနဲ့ပတ်ပတ်ဆက်ဆက်ဆဲတာပါတယ်เนาะတွားဖက်လို့ရပါတယ် အောက်မှာ translation ရှိပါတယ်အမေလုတ်ခဲ့တဲ့ unicode ကနေပြီးတော့ဒီခွေးသားဟာကျမတို့ဒီလိုဖြစ်နေတဲ့အချိန်မှာပဲเนาะကျမတို့ဒီဟာ upgrade ဖြစ်ပြီးတော့တိတ်မကြခင်မှာပဲเนาะငလင်လုတ်ပြီးတော့တိတ်မကြခင်မှာပဲသူ့ရဲ့စိတ်ယုံတော်မှာပျို့တဲ့အချိန်ကเนาะခွေးသားဟာနောင်ချိုမှာသွားပြီးတော့လေရင်နေလေထီးတွေနဲ့ပုံကျဲပါနော်ဒါလူမဆန်တဲ့ crew ပဲပါသူ့ကို လာပြီးကူညီနေတဲ့ဆိုတဲ့လူတွေကလည်း ဘလို့လူသားတွေဖြစ်မယ်လို့ထင်ပါတယ်ဘလို့လူသားမျိုးอ่ะဒီခွေးသားကိုဘသူဘလို့လူမျိုးอ่ะလူမယ်လို့ထင်ပါတယ်အဲ့တော့ကျမတို့ပြည်သူတွေမညံ့ပါနဲ့ဒီလူတဲ့အခါမှာလဲလူတဲ့အခါမှာလဲရေကြီးကိုဒါတိုက်ရောက်ဖို့ရေးကြည့်ပါတယ်ခွက်ပြီးရင်ခွက်ခွက်ပြီးရင်ခွက်เนาะပထမခွက်ကဘာလဲဒေါ်လာရင်းလုံးဝဟေးဆိုရယ် CDN အနေနဲ့စခွက်เนาะလက်နဲ့ကင်ကြမယ်ဟေးဆိုစခွက်เนาะပြီးွားတော့ဘာဖြစ်လဲ ဟိုကုံစင်းလုံးတက်လို့ဆိုပြီးတော့တော်လိုင်းရေးကြီးကိုခဏငိမ့်ငိမ့်ရေးလှုပ်ထားကြတဲ့လူတွေနဲ့ဆဆက်ခွက်နော်အဲ့မှာအပျော်ပါးတွေနဲ့နော်အဲ့ဒါဒါအညာသားတွေကိုဒါတတိပေးတာပါနော်အညာရေးဒါဒါနင်းတို့စပြီးတော့လှုပ်ရှားနေပြီဆိုတာဒါအမကြီးပြောခြင်းနဲ့မကြီးတို့လည်းစောကြီးတွေကတတိပေးပါတယ်အညာရေးစူးစီးတော့နော်ဒါရှင်ချင်းပြောရင်စကိုင်းဘက်ကိုသူတို့အကန့်အသတ်နဲ့ပဲလာလို့ရတော့တာဖြစ်တဲ့အတွက်တော်လိုင်းကြီးကိုနေနဲ့ ဒီအချိန်ကမိုင်းတို့ရဲ့အချိန်ကကောင်းပါနော်ကိုပိုင်ဆိုင်တဲ့နေရာကိုကိုပါကိုတိုက်ယူပါနော်ဒီလိုကာလမှာဒီလိုတွေပြောရလားဆိုပြီးတော့ stupid idea ရင်းလားမပြောနဲ့နော်မျိုးလေကောင်မှာဖြစ်တဲ့အတွက်မျိုးသူမျိုးသားတွေနဲ့ကမ္ဘောဇာတတိယအစထွက်လာပါတယ်အင်းအင်းလေးမှာလည်းပြိုပြက်မှုတွေရှိပါတယ်အဲ့တော့ဒီချိန်မှာခင်မိုးတို့တော်လန်ရေးအကြောင်းတွေပြောနေရလားပြောပါတယ်ငါတို့တိုင်းပြည်မှာဒီလိုစောက်မင်းစိုးမင်းချင်း င်တို့လိုချင်တဲ့နိုင်ငံတော်ဆိုပြီးကိုယ့်ဟာကိုအာဏာယူနေတဲ့စောက်ခွေးရှိတဲ့အတွက်ဒီခွေးတွေမရှိရင်ငါတို့ဒီလိုဒဇဇာဆိုတာကကဘာကြီးအမြင်နဲ့လှုပ်ရှားနေတာဖြစ်တဲ့ငါတို့ငွေမမွေးခင်ကလည်းပကံမှာလှုပ်တာပဲဟိုးပကိုးလှုပ်တာပဲဟုတ်တယ်မလားဒါပေမဲ့လှုပ်တာလှုပ်တဲ့အချိန်ကာလကမတူဘူးเนาะဒီတရောင်းစားလက်ထက်မှာငါတို့ဒီလိုဒီလိုလှုပ်ရှားမှုတွေဒီလိုပြည့်ပြည့်မှုတွေဒီလိုပြည့်စည်မှုတွေရှိတဲ့အခါကျတော့မင်းကောင်း နော်အမေစုလက်ထက်မှာဆိုရင်ငါတို့တိုင်းပြည်အဲလူ9ယောက်လူ6ယောက်ပဲတည်တဲ့ကိုဗစ်ကာလမှာအခုကာလမှာဆိုရင်နော်ခွေသားကြောင့်နော်ဟိုကွန်နိုမီဒီယန်နေလဲတေချာမစစ်ပါမစစ်နဲ့နော်အဲ့ဒီမှာဟိုကွန်နိုမီဒီယန်နေတယ်ဆိုတော့ facility ကောင်းပါတယ်။ဘာကြောင့်သူတို့ နေကြတာလဲဆို elevator ရှိလို့ပါ။ elevator ရှိတယ်တန်ရှင်းရေးတွေပါလေလုတ်ပေးနိုင်တယ်အဲမီးပြတ်သွားရင် အောက်ကမီးစက်တွေပါလေရှိတဲ့အခါကျတော့ တချို့သောသူတွေကမြို့လယ်မှာအလုံးလုံးရတဲ့လူတွေကကွန်ဒိုမီနီယံကိုလွယ်လွယ်တကူကူဝယ်နေလိုက်ကြတာပါဒါကွန်ဒိုမီနီယံဘာကြောင့်နေလဲဆိုတော့စိတ်ဟိုပါပါဒါပေမဲ့ဒီတိုင်းပြည်မှာငလင်ဖြစ်တတ်တယ်เนาะနောက်ပြီးတော့အဲဘလောက်ထိခဏန်ရေးစွမ်းအားရှိတယ်မရှိတယ်မစစ်ဆေးပဲနဲ့မြို့တော်စီပင်နဲ့အတူဘကီးရိုက်ထားတာဒီဖြစ်တဲ့အတွက်ဒီကွန်ဒိုမီနီယံတွေကိုသတိဝရိယာနဲ့เนาะ ပတိဝရိယနဲ့ဝယ်ယူကြပါလို့เนาะအထက်မြင့်တိုက်တွေနဲ့ကိုယ်တိုင်းပြင်ငလင်ကျောနဲ့ကိုတိတိတတလေးပတိထားပါအခုရန်ကုန်မြို့မှာရှိရ6လားတွေ9လားတွေ10လားတွေတောင်မှစိတ်မချပါဘူးပြေးစရာလည်းဒီလေကားတစ်ခုပဲရှိပါတယ်အနောက်မှာရှိရမိသက်လေကားဆိုတော့လဲစုပ်ပြက်ညစ်ပတ်နေတဲ့အခါကျတော့ကိုဘဝကိုကိုနည်းနည်းတိပါကိုမြောင်ဖေးမီနောက်ဖေးလမ်းကြားကိုတော့အမိုက်တွေစီကမရှိပြစ်ချနေတဲ့တိုင်းပြည်ဟာ ဘယ်တော့မှနလန်ပြန်ထူမှာမဟုတ်ဘူးဆိုတာကိုယ်စိတ်ကိုကိုပြန်ပြီးတော့တုံးသက်ပါဆင်ခြင်မှာပြင်ဆင်မှာနော်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါမာရီပြောနေရလဲဆိုသားရေငလျင်ចောင်းပြောနေတာသားတို့ရက်ကွက်မဟုတ်ရင်လာမကြည့်ပါနဲ့เนาะဒီမှာဒါနမ်ဒါမအီးရောက်ခဲ့တော့မန္တလေးနဲ့အောက်ကအခုလက်ရှိမန္တလေးအခြေเนาะ ဲ့တော့မျိုးရိုးထဲမှာမျိုးရိုးထဲမှာတိုက်ပိတ်ပြီးတော့တင်ထားတဲ့နိုင်ငံရေးကျင်းသားတွေအများကြီးရှိပါတယ်အဲ့တော့နိုင်ငံရေးကျင်းသားတွေကိုတွားပြီးတော့လှုပ်လို့ထုတ်ထုတ်လို့ရပြီအခြေအနေရောက်ပြီလို့အညာသားတွေမန္တလေးသွားမယ်နေပြည်တော်သွားမယ်ဆိုတဲ့လူတွေနော်အဲ့တော့အတန်ကြီးတွေစွတ်စွတ်မအော်ပါနဲ့နင်တို့ကမသွားပဲနဲ့နင်တို့တစ်ချက်ကြင်ညာလိုက်ရင်အနောက်ကပြည်သူတွေနော်အဲ့ဒီတော်လိုင်းကြီးကလေးတွေယူကြီးတွေနော် supporter တွေအကုန်လုံး ဒုက္ခရောက်နိုင်လို့နင်တို့ရဲ့ပါဇက်လေးတွေလည်းစင်စင်ချင်းချင်းလေးထုတ်ကြွားပါလို့เนาะနောက်ငါ့ကို comment box ပိတ်ထားတယ်ဆိုတော့ဒီပိမ့်မာတွေเนาะဒီပိမ့်မာတွေနူပိမ့်မာတွေနားထောင်ပါနင်တို့ရဲ့ကာကွယ်ရေးဝန်ကြီးကအစ comment box ပိတ်ထားပါတယ်ဘာဖြစ်လို့လဲဆိုတော့အမှန်တရားကြောက်လို့ပါငါ comment box ပိတ်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ငါရဲ့ wall မှာအိမ်သာအဆောက်မခံနိုင်လို့ပါ။အဲ့တော့ငါထဲမှာတငယ်ချင်းဖြစ်တဲ့ဆိုတဲ့လူတွေကိုငါ ဟို6လတစ်နှစ်စောင့်ကြည့်ပြီးတော့မှတငယ်ချင်းလုပ်တဲ့လူဖြစ်တဲ့အတွက်ငါဟာငါရဲ့ comment box ကိုပိတ်ထားပါတယ်။မှန်ချင်ရင် YouTube မှာလာမှန်းလို့ရပါတယ်။နော်အဲ့လောက်ပဲပြောချင်ပါတယ်။အဲကျွန်မကိုစကိုင်းငလင်ကျော်ရေဝင်လာမဲ့ကချင်ကတဲ့မြစ်စုံရေလောင်စဲလောက်ကြအောင်မလားမေးကြည့်ပါညီမတဲ့ ူတို့ဝင်လာတာကျမတို့အခုချိန်မှာကျမတို့ခံမှန်းလို့မရတဲ့အခြေအနေတွေရှိပါတယ်တင်းစိန်လက်ထက်ကလည်းဒါမျိုးတွေကျမတို့ကနာဂေကြီးနာဂေကြီးဆိုပြီးတော့မဲသေးပြီးတော့နာဂေဘက်ကိုအာယုံဆိုင်နေတဲ့အခါမှာကျမတို့တိုင်းပြည်မှာမလုတ်တဲ့မလုတ်တိုက်အပ်တာတွေအများကြီးလုံသွားပြီးတော့အိုင်းပြည်ရဲ့တယံသာတာတွေသူများတွေကအချင်းလာဖမ်းသွားတာအောက်ဈေးနဲ့ဈေးပေါင်ကျိုးလေးလာနိုင်သွားအခုလဲရုရှားကလာခဲ့တယ်ဆိုတာရှင်တို့အကောင်းမထင်ပါနဲ့သူကရောကြော်လုတ်ပြီးတော့ ကဲတဲ့ရေးသမားနဲ့ရောပြီးတော့ရှင်တို့ထောက်လိုင်းရေးတပ်တွေနျူကလ িয়ার ဆရာကြီးတွေပါခေါ်လာရင်ရှင်တို့တိုင်းပြည်ကိုကျိုးနေဖို့ပို့ပြီးတော့နှီးဆက်လာတာမို့လို့အခုလိုကာလဟာတော်လိုင်းရေးခေါင်းဆောင်တွေရောတော်လိုင်းရေးသမားတွေရောအတွက်အချိန်ကာလကောင်းမှာသူတို့ရဲ့အဲစိတ်ယုံကြီးရအစာပြိုကျသွားတဲ့ခါကြတော့ကျမတို့တိုင်းပြည်ကိုအနှိမ့်ဆက်ဆုံးနေရာနေပြီးတော့စိတ်ယုံဖြစ်တဲ့အတွက်ဒီယုံမှာပြိုကျပြည့်စည်သွားတဲ့အတွက်တော်လိုင်းရေးသမားတွေအတွက်ဒါဟာ အင်္ဂလိပ်ခတ်ဗမာချက်ပါအဲ့တော့အရေးကြီးတဲ့အချိန်မို့လို့ကိုကလှုပ်တော့မယ်ဟေးလှုပ်တော့မယ်ဟေးအချိန်ဆွဲနေမှာထက်လှုပ်တင်လှုပ်ထိုက်တာကိုလှုပ်ကြဖို့မိုက်ဒီကနေပြီးတော့သတိစကားလေးပေးခြင်းပါတယ်เนาะသတိမမူကူမမြင်เนาะအဲ့ဒီပြည်သူကိုပဲကြည့်ပြီးတော့ပြည်သူကိုကာဝဲခြင်းနဲ့ဆိုရင်ပြည်သူကိုကာပြည်သူကိုရက်ဆက်စွာနဲ့အခုလိုငလင်ကာလအလွန်လေးမှာပဲနောင်ချိုမှာနေရင်နဲ့ဘုံကျဲသားတဲ့ဒီခွေးသားကိုဒီအရင်ဆုံးရှင်းမှာရပါမယ် ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတကာကကျမတို့ချစ်ပါတယ်ကျမရဲ့ယုံကခုနလေးတည်းမဲ့မေးနေပါတယ်မိုးနှစ်တိုင်းပြီဖြစ်တာလားလို့မေးပါတယ်ဟုတ်ပါတယ်ကျမတိုင်းပြီဖြစ်တာပါเนาะကျမရဲ့တိုင်းပြီကိုယိုးနေနေတာတော်တော်ကြာပါပြီသူများတွေကကိုဗစ်ပြီးသွားရင်သူများတိုင်းပြီတွေကတတရရနဲ့ခရီးတွေထွက်เนาะရားတွေဖူလေးဦးတွေတူးလို့ရပါမယ်ကျမတို့တိုင်းပြီကကိုဗစ်ပြီးလဲเนาะကိုစစ်အေလိုးနဲ့တွေ့နေတဲ့အခါကျတော့ကျမတို့တိုင်းပြီကကိုဂျိုးနေနေတာကြာပါပြီ ်နော်အဲ့တော့အညာသားတွေလှုပ်ဖို့အချိန်ကြာပါပြီမြေကြီးကတကားပြောနေပါပြီဒီမန္တလေးဆိုရင်ကျွန်မရှင်းရှင်းပြောရရင်မန္တလေးကလူတွေကတောက်စော်တေသွားလို့လွမ်းလိုက်ကြတာမိုးလိုက်ကြတာတောက်စော်သားသွားရောရက်လဲပြီးတော့တလပြည့်တစ်နှစ်သာပြည့်သွားမယ်မန္တလေးမလှုပ်ပါဘူးနော်မန္တလေးမှာလှုပ်နေတာဆိုတော့ကရှင်ကိုကိုတွေပဲသွားပြီးတော့လှုပ်နေတာပါနော်မန္တလေးမလှုပ်ပါဘူးနော်မန္တလေး PDF တွေဟိုမကြီး အဲနှိမ်ချပြောချင်တာတော့မဟုတ်ဘူးမင်းတို့တွေကိုကကိုကိုကိုအချိန်တန်းပြီနော်မင်းတို့ရဲ့ mission တွေမင်းတို့လုပ်နေမဲ့ကွက်တွေကအညူကြီးကိုပွဲပြီးမှတရင်ဌာနတစ်ခုလိုပဲပြောတင်တယ်လို့မအားယူဆပါဘူးမင်းတို့လက်ထဲမှာလည်းအသင့်အတင့်သောပစ္စည်းတွေရနေပါပြီမင်းတို့နဲ့ဆက်သွယ်နေတဲ့ KIA တို့ AA တက်တော်တို့ကိုဆက်သွယ်ပြီးတော့မင်းတို့လိုချင်တာတွေကိုတွားယူဖို့မအားဒီကနေပြီးတော့ ဆန္ဒစကားသိချပြောချင်ပါတယ်မင်းတို့ပွဲကပြီးမှမင်းတို့အန်ယူဂျီကိုနော်ခစ်တစ်မီဒီယာတို့ DBB တို့နော် BBC တို့လိုပဲနောက်ဆုံးမှမင်းတို့ရဲ့ဝင်ကြီးဌာနကိုသတင်းပေးသင့်တယ်လို့မိုင်းဒီကနေပြီးတော့ပြောချင်ပါတယ်ဝင်ကြီးဌာနမှာဝင်ကြီးတပါးရဲ့လက်ရာမဟုတ်တဲ့အတွက်ဝင်ကြီးရဲ့အောက်မှာဝင်လေးတွေရောဝင်လက်တွေရောစစ်ကောင်စီအဲ sorry အတင်းဝင်ဝင်တွေရောနော် အပြင်ဝင်နေရောအိတ်အိတ်အိတ်ဆောင်ဝင်နေတဲ့လူရောအရက်ဆောင်ဝင်နေတဲ့လူရောရှိတဲ့အတွက်မင်းတို့လုပ်တဲ့မစ်ရှင်တိုင်းကို နောက်ဆုံးခေတ်မီဒီယာလိုပဲသူတို့ခွက်ခောက်ဖို့အတွက်မင်းတို့ပြောတင်တယ်လို့မိုက်ဒီယာသတိစကားပေးချင်ပါတယ်မင်းတို့လုပ်မဲ့မစ်ရှင်တိုင်းကိုမင်းတို့ရဲ့အန်ယူဂျီဝင်ကြီးတွေကိုပေးမသိပါနဲ့နော်မင်းအွန်လိုင်းတစ်ချင်းတိုးလာတယ်ဆိုတာကနော်မင်းအွန်လိုင်းစစ်စစ်ဥပဒေမထမ်းမနေရတိုးလာတယ်ဆိုတာသူ့ရဲ့နိုင်ငံခြားရေးရနော် နိုင်ငံသားရေးရာထိုးဖောက်ဝင်ရောက်နိုင်သူကို အမေရိကန်ကငနက်ကြီးတွေကနေပြီးတော့ချိုးချဖျက်ဆီးလိုက်နိုင်တဲ့အတော့ငါတို့ရဲ့အမေရိကန်နေမှာရှိတဲ့မြန်မာပြည်သူတွေကတာဝန်ကျေတယ်လှူစရာရှိလဲလှူတယ်ကူစရာရှိလဲကူတယ်တကိုးလဲဖမ်းပေးတယ်ငါတို့ပြည်ပရောက်တော်လှန်ရေးသမားတွေကတိုင်းပြည်အတွက်အတော်လေးတာဝန်ကျေနေပါပြီเนาะမင်းတို့တွေသာ ခေါင်းဆောင်လွဲပြီးတော့မင်းတို့စီမှာတင်နှမ်းမတက်ပဲနဲ့ပါတီကလာတဲ့လူဆိုຢာရုပေးရတယ်ဆိုတဲ့အစင်ဟာမင်းတို့တိုင်းပြည်မှာမင်းတို့ဒီလူခွေမရှိတဲ့ဒီနှစ်ဆိုးကြီးကိုငါတို့အားလုံးဖြိုချတယ် PNUG ဆိုတဲ့ဟာတွေကလည်းမိုးကြရွှေကိုတွေလိုမျိုးလာပြီးတော့ငါတို့ကိုလာဘတ်စမန်ပေးတာအဲ့တော့မင်းတို့မစ်ရှင်လုပ်လို့ရတယ်အခုဆိုရင်ပသိမ်မှာရှိတဲ့ဒီ စစ်တင်တဲ့အစ်စ်ကလေးတွေဟိုနော်တင်တန်းပို့ချနေတဲ့နေရာတွေပါတယ်ရှိပါတယ်နော်အဲ့ဒီနေရာတွေကိုနော်ညီကိုတွေတွားပြီးတော့တကားတွားဖွင့်ပေးဖို့အချိန်တန်ပြီလို့ယူဆပါတယ်အထဲတွေကကလေးတွေဟာစိတ်လိုက်မှန်ပါနဲ့နော်လက်မှတ်ထိုးပြီးတော့စစ်တဲဝင်ထားတာမဟုတ်ဘူးမဲနိုင်ပြီးဝင်လာတာမန္တလေးဆိုလဲတော်တော်လေးငြိမ်နေတာကြာပါပြီ။ online ကာလတစ်လျှောက်လုံးမှာကိုယ်တည်င်းလေးကြည်လိုက်ဒီတည်င်းလေးကြည်လိုက် ဒီယာစုတ်မပြတ် KTV သွားမပြတ်တဲ့ညီကိုတွေကျမရေကျမပဲလူကောင်းမှားတယ်မသိဘူး။ဘာဖြစ်လို့ရဲ့ friend နေတယ်မှာเนาะ friend ရှေးအောင် friend နေပေါ့เนาะ။ရှေးအောင် friend နေတယ်မှာဘီယာစုတ်မပြတ်เนาะ။တိမ်ချောင်းစရက်တွေလှူမပြတ် sorry ပါအဲ့ဒီတိမ်ချောင်းစရက်တွေဆိုတာကเนาะရှင်တို့ကအာရှောကမင်းကြီးအကြောင်းတိခဲ့မှာဆိုရင်ရေငယ်မောင်း7400ရေရွေးမောင်း7400လှူလာတဲ့เนาะចောင်းဆန်စရက်တွေရဲ့ ်တတရကကြီးဖြစ်တဲ့အာသောကမင်းကြီးကတေဂန်ဒီခွက်တလုံးပဲကြံခဲ့ပါတယ်။အာသောကတေပြီးတဲ့အချိန်မှာပထမအဦးဆုံးအာသောကဟာဒီအကုသိုလ်တွေဒီဇရက်တွေအကြောင်းတွေကိုစွဲပြီးတော့နော်ပထမအဦးဆုံးအာသောကနတ်ပြည်ချက်ချင်းမရောက်ပါဘူး။အာသောကပိတ်တာပြီးသားမသိအရင်ရောက်သွားပါတယ်။အဲ့တော့နည်းနည်းသတိထားပါ။ရေငန်ရေကန်ပေါင်း8400လှူလို့အခုလိုကာလဟာ ကာလဒါကာလဒါနာမဟုတ်ပါဘူးကိုစောက်ထားတဲ့ចောင်းកံစည်းရဲ့ကြီးအခုလိုမန္တလေးပြိုတဲ့တဲပါသွားရင်ရင်ကျိုးရကြီးပဲเนาะအခုစာမွဲဖြေတဲ့ဘုံကြီးတွေအကြောက်တရားနဲ့အုပ်ချုပ်ထားတဲ့အခါကျတော့ငလျင်လဲလှုပ်တော့ဘုံကြီးကစာမွဲပွဲကန်နဲ့ထွက်မပြေရအောင်ရှေ့ကဘုံကြီးတွေကစာမွဲချလိုက်မှဆိုလို့အဲ့တော့ဒီចောင်းထဲကနေပြီးတော့အပားတရားကျော်လောက်ပြန်လွန်တော့မူသွားတယ်လို့ကြားပါတယ်เนาะအမဆိုးရင်ចောင်းတိုက်ကြီးတိုက်တစ်ကြီးအဲ့တော့ မန္တလေးမှာတထဲတွေအများကြီးပါမြေမြေတွင်းမှာမြေကြီးထဲမှာရောမြေပေါ်မှာရောနော်ဒေါ်လာတွေရောတထဲတွေအများကြီးဖြစ်တဲ့အတွက်မန္တလေးမြို့ကြီးကိုမကူပါနဲ့မကူနဲ့လို့ပြောတာမဟုတ်ပါမပူပါနဲ့နော်အဲ့ဒီတဲမှာ construction လုပ်လို့ပြီးပြီးသေးသွားတဲ့ construction worker တွေရဲ့ family တွေပါရှိပါမယ်မန္တလေးမြို့မှာအဲ့ဒီမှာသွားပြီးတော့အကူညီကြစီချင်ပါတယ်အကူတယောက်ကကျမကိုလာပြီးရေးထားတယ် သမရာထရန်ကငလီတန်ပြည်သူတွေကူမယ်လို့ပြောတော့အပူလည်းဆက်ပြဲပြဲနဲ့မိကွန်းထပြောတယ်တဲ့ပြုတ်ကလည်းအကူအညီပေးမယ်လဲပြောရောတဲ့နေဇက်ကနေပြီးတော့တဲ့ဝင်လာတယ်ခွက်လူကြအောင်မလားဆိုပြီးအန်ယူဂျီလည်းခုချိန်ဆိုရင်ခွက်ဆေးနေပြီထင်တာပဲတဲ့အန်ယူဂျီကတော့ခွက်ကြောင်းကြီးကလှပြီးသားဆိုတော့ခွက်ပြီးရင်ခွက်ပေါ့နော်အဲ့တော့ကျမလည်းခွက်ကင်တာကော်ဖီကို အာပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာနင်တို့မလို့စားရက်မျိုးရက်တယ်လို့ပြောပြသားပါဒီပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာမျိုးရက်စားရက်တာဘလောက်အပူကြီးလဲကြည်လေသောကန်စာပဲဖြစ်မှာနင်တို့ကြောက်စရာကြီးငါတော့သိပြီးသားဒီဒီအစားအသောက်တွေရဲ့အပူဒုက္ခတွေကကြောက်စရာကြီးနေ့တိုင်းငရဲမိတဲ့ကဲဆိုစားနေတာဘလို့စိတ်နေစိတ်ထားနေနဲ့စားလဲတော့မသိဘူးဒီအလှူတွေလဲခွတ်ဒီအလူတွေလည်းစားမယ်ဆိုရင်ပိုဆဲလို့ရေတပေးရေပေးနဲ့လူတာလည်းစားမယ် အခုလိုငလင်ဘေးနဲ့လူတာလဲစားမယ်ဆိုရင်လာလူတဲ့လူတွေတတိတော်ထားပါတော့မင်္ဂလာပါရှင်အဲ့တော့ကျမတို့ပြည်သူတွေပြည်သူပြည်သူချင်းပဲကူပါမနော်တေချာရှာပြီးတော့အပြင်းမဖက်ပဲနဲ့ချင်းလက်ဖက်လေးစားပြီးတော့ရေပြင်ကိုတေချာရှာပါနီးစက်ရလေးအော်ဒီရလေးအဲခိုင်နှင်းဝေလူရင်တော့ကျမဟိုဟာဖြစ်ဦးမှာတိလားခိုင်နှင်းဝေ project တွေက ဖိုင်နေဝယ်ရတကယ်သွားပြီးတော့တကယ် project လုပ်နေတာဖြစ်တဲ့အတွက်သူနဲ့စစ်ကောင်စီနဲ့ငြင်းချမ်းနေတယ်ခိုင်နှင်းဝယ်လည်းသူတို့ဖဲ့တယ်နော်ဒီအပြာမအုပ်စုကခိုင်နှင်းဝယ်ရတဲ့စစ်ကောင်စီတားမြစ်နယ်မြေတွေအထိရေးသွားရေးဘေးသွားလှူလို့ဆိုရေးဘေးလှူတာတော့မှစစ်ကောင်စီတားမြစ်နယ်ဖြစ်တယ်ရေးဘေးသွားလှူလို့ဆိုခိုင်နှင်းဝယ်ဆွဲချကြတယ်အဲ့တော့ခုလိုဒီလိုမန္တလေးဒီလိုဖြစ်တဲ့အချိန်မှာမန္တလေးရေတာကျိုးတော့ကျမတို့ရဲ့ကိုတော်ကြီး ရှင်စက်ကိနဘလို့ပဲရောက်သွားပြီ you could use my computer or carl's computer to punch in and out okay thank you sandy အဖေတက်တာတလာကြည့်အဲ့တော့နော်အဲ့တော့ရှင်စက်ကိနလို့ဘာလို့ ਆ နေပြီးတော့ပါဝါနဲ့သူတို့ရဲ့ပါဝါနဲ့သူတို့စူးစမ်းပြီးတော့နော်စူးစမ်းပြီးတော့ ဲ့ထဲမှာစိတ်မကောင်းစရာဓမ္မစကူးတက်နေတဲ့ကလေးလေးတွေပါသွားတာနောက်ပြီးတော့မူโจကျောင်းတွေမူโจကျောင်းတွေပြိုကျတဲ့တဲ့ပါသွားတာနော်ဒီမရဲ့အဲအညာမိသားစုတွေကျမရဲ့လားမသိဘူးကျမရဲ့ကျမကိုအလူပေးနေတဲ့အုပ်စုတွေထဲမှာအညာတွေအများကြီးပါပါတယ်အဲ့တော့ကျမမိသားစုတွေတော်လိုင်းညီကိုမောင်နှမတွေနဲ့အတူအပြစ်မဲ့စွာနော်အပြစ်မဲ့စွာစီးပွားရှာပြီးတော့ အပြစ်မဲ့စွာနေထိုင်ရတဲ့ပြည်သူပြည်သားလူကောင်းသူတော်ကောင်းတွေဘေးလွတ်ကြပါစေလို့မကေမိုဒီကနေပြီးတိုက်တွန်းပါတယ်ဒီပြက်ရွေးကြောင်းဟာအကြီးဖြစ်တဲ့သူကသတိထားပါနောက်ဆက်တွဲမှာအဲ့7.7အလွန်မှာ6.2လား6.4လားဒီထပ်လုတ်တယ်နောက်ပြီးတော့ပကိုးမှာထပ်လုတ်ပါတယ်เนาะအဲ့တော့သူတို့နေပြီးတော့ဒီစစ်ကောင်စီရဲ့ဒီယုံလဲ ထိတယ်နောက်သူတို့တာဝါထိတယ်လို့ပြောတယ်နော်ကျမတို့လေရင်ပြန်နေလွတ်လွတ်နေတဲ့တရအူးလေစိတ်ကနော်ခยีသွားတွေကျမတွေ့ပါတယ်ဒီလိုကာလမှာခยีသွားနိုင်နေဆိုရင်ဒါတွေကအချိန်နေမဟုတ်ပါဘူးနော်ဒီလိုကာလမှာဟိုဘက်မျိုးဒီဘက်မျိုးလေရင်စီးနိုင်နေဆိုဒီလူတွေကအချိန်နေမဟုတ်သေးဘူးဒီလိုကာလမှာနိုင်ငံသားမှာနေနေရဲ့ထိုင်းနိုင်ငံမှာနေပြီးထိုင်းနိုင်ငံတည်းမဲ့တည်နေတဲ့လူတွေကိုပမာပြီက7.2ပါထိုင်းနိုင်ငံ6.7ပါ တိုင်းနိုင်ငံမှာသွားပြီးတော့လူကောင်းလေးတွေခလေးကောင်းလေးတွေ construction worker တွေလုပ်နေရတာအများကြီးပါဒီတဲ့နီးစပ်တဲ့သတင်းတစ်ခုပြောရရင် ကျမအားပေးခဲ့တဲ့ကျမ idol ရဲနောင်ရဲ့ရောက်ခမနော်ဒိုင်းမွန်ပါဆိုလည်းမသိဘူးမန္တလေးမှာရွှေစိုင်စိန်ရွှေရတနာစာကြီးဖွင့်ထားတဲ့မဟာတိတိသူတမကြီးအဲ့ထဲမှာပါသွားပါတယ်